ကဲဒီခက်ကြီးမှာငိုလေးတောင်းရှိအောင်လဲဟော့ပော့ဘယ်နေရာမှာစားလို့ရမလဲဆိုတဲ့သူတွေအတွက်ချောင်းကဟော့ပော့ဆိုင်လေးဆိုင်အောင်လိုက်ပြပါမယ်လိုက်ခဲ့ဒီဆိုင်လေးကဟော့ပော့ဆိုင်နဲ့အပေါ်ဓာတ်မှာကော်ဖီဆိုင်လေးပါတွဲဖွင့်ထားတာပါချောကတော့ပတ်စံတောင်းပဲပါတယ်ဆိုတော့အောက်ကဆိုင်လေးမှာပဲ6800ဟော့ပော့ဆိုင်လေးမှာစားလိုက်ပါတယ်ဒီမှာဟင်းရည်လေးတွေပါဆက်မှုရှိရပါတော့အခုလောလောဆယ်မြို့ထဲမှာရတဲ့ဟင်းရည်တွေကမာလာ၊တောင်ရန်၊စစ်ချွန်း ်ကောလာဂျင်၃ဆက်အချို့ဆိုပြီးတော့အဲ့ဒီ၆မျိုးအပြင်ကမှနောက်ထပ်315 gram ရဲ့စနေချာဟင်းရည်လေးတွေလည်းရပါသေးတယ်။ပြီးကြ4800တဲ့နဲ့အသားအရွက်စုံစုံလေးရဒီဒီဇိုင်းလေးရှိတဲ့အပြင်ဒီဇိုင်းမှာမနက်ကောင်ကိုလေ လေးတစ်တန်းနဲ့ရပါသေးတယ်။ hotpot ဆောင်းမယ်ဆိုရင် salt ကအသက်ပေးလေ။အဲ့ဒါကြောင့်သူတို့ဆိုင်မှာ salt ကလည်းလေးမျိုးရှိတာမို့လို့အဆက်ကျတဲ့သူတွေအတွက် spicy salt ရှိတယ်လို့မျိုးချောလို့အဆက်မကျိုက်ဘဲနဲ့အချိုကျိုက်တဲ့သူတွေအတွက်လည်း sweet salt ရှိပါတယ်။ဒါကတော့600တန်း hotpot ဆက်လေးပေါ့နော်။ဒါတယောက်စားကကောင်းပြီးတော့ vibe ပြည့်တယ်ပေါ့နော်။ဒီမှာဘာတွေပါလဲဆိုတော့ခေါက်ဆွဲကြောက်ရဲ့ကြောက်တလုံးရဲ့ပြီးတော့ချောအောင်ဝတ်သားကျိုက်တော့ဝတ်သားလွာလေးမှားလိုက်ပါတယ်ဝတ်သားဆက်လေးပေါ့နော်။ပြီးတော့အရွက်လေးလည်းစုံနေလို့ပြောရမယ်။ ဒီမှာဆိုခစုံရက်တွေရောပါတော့တော်တော်ဆုံးတယ်တယောက်စာဖိုက်ပြို့ဖို့တော့လုံလောက်တယ်ပြီးလို့ရှင်ချောတို့လိုပြတ်သုံးလက်သုံး23ပါပေါ့နော်ဟော့ပေါ်လဲစားခြင်းနဲ့ပတ်စံလဲမရှိဘူးဆိုတော့သူတွေကဒီဇိုင်းကိုတော့ချော recommend ပေးပါတယ်ကဲစားလိုက်အောင်မယ်ချောကတော့ဟော့ပေါ်စားလို့ရှိရင်တုံရမ်းရတာလေးကိုပို့ပြီးကြိုက်တာမို့လို့ဟင်းကိုတော့တုံရမ်းပဲမှားထားလိုက်တယ်ပေါ့နော်ဒီဆိုင်မှာကျတော့အရတာ၁၀မျိုးရှိရယ်ပေါ့နော်လောလောဆယ်တော့ချောတုံရမ်းလေးမှားထားပါဗျာ ခေါက်ဆွဲလေးတွေရောအသားလေးတွေရောကျက်သွားပြီဆိုတော့ဒီဆိုင်မှာအချင်းရေလေးရာလေး၄မျိုးရရပေါ့နော်ချောကဘဲသွားသွားအချင်းမဆက်တော့ဘူးအဲ့တော့ဆိုင်ရလူတွေကိုပဲဆက်ခိုင်းတာများတယ်ဒီမှာလဲချောအချင်းလေးတွေဆက်ခိုင်းတယ်ဘယ်ဟာကောင်းဆုံးလဲဆိုတော့ပြင်လို့ရှိရင် review ပေးမယ်စကြည့်လအောင်ချောကြောင့်အဆက်တိတ်မစားနိုင်ဘူးဆိုတော့အရင်ဆုံးအချိုးအရင်မီးလိုက်မယ်ဒါလေးကအချိုးလေးဆိုတော့ ဒါလေးက sweet floor ပေါ့နော်ဟိုချောလိုမျိုးအချိုကြိုက်တဲ့ကောင်မလေးဆိုလို့ရှင်ဒီဆိုင်မှာအချင်းဆက်ခိုင်းလို့ရပါတယ်ချောဆိုလို့ရှင်နောက်ခါလာလို့ရှင်လက်ချင်းပဲဆက်ခိုင်းတော့မယ်ကို့မကုံမဆက်တော့ဘူးဘာတွေဖြစ်လို့ပြောရမလဲမသိဘူးကို့မကိုဆက်လို့ရှင်အချင်းကြီးရရော်လေးလည်းထည့်လိုက်ပါဦးမယ် ါလေးကတော့ spicy sauce ပေါ့နော်အဆက်လေးလည်းမြည်ကျူလာအောင်မယ်ဒါဆိုတော့မှလည်းရတာရဲ့စုံနေဟုတ်ကဲ့အရွက်စားရအကြိုက်တယ်ပေါ့နော်အဲတငယ်ချင်းတွေဆိုပြောရင်ကနွားရတယ်အရွက်တွေအရွက်စားလို့ရတယ်ဒီဆိုင်မှာဝတားလာတွေကလည်း ထူကြီးတယ်တချို့ဆိုင်တွေဆိုလို့ကျလို့ရှင်ပါတယ်လीဒီဆိုင်မှာတော်တော်ထူတယ်လာစားကြည့် ကဲဒီနေ့ချောစားပြသွားခဲ့တဲ့6800တန်းဟော့ပေါ့ဆက်လေးကိုစားကျင်တယ်ဆိုလို့ရှိရင်တော့အမှတ်25ဂျက်ကွက်တက်လမ်းမကြီးဂျက်ကွက်တက်ရက်ကွက်မှာရှိတဲ့360 KM ဟော့ပေါ့ရဲ့မာလာကချမ်းဆိုတဲ့ဆိုင်လေးကိုလာစားလို့ရပါတယ်ဒီလိုအချိန်ဆိုလို့ရှိရင်ချောလို့မျိုးပဲပြက်သုံးလက်သုံးဖြစ်နေတဲ့လူတွေတတောင်းရှိုံနဲ့ဟော့ပေါ့စားလို့ရနေပြီနော်ဒီဆိုင်လေးကပိတ်ရမရှိဖွင့်လက်ပေးတာမို့လို့ကြိုက်တဲ့အချိန်လာခဲ့လို့ရပါတယ်အပေါ်မှာလည်း coffee ဆိုင်လေးနဲ့တော့ဖွင့်ထားမှာမို့လို့အောက်မှာဟော့ပေါ့စားပြုလို့ရှိရင်အပေါ်မှာ coffee တောင်းရင်းနဲ့ချေးလို့ရပါတယ်ရှင် ဒီမလာဆာတဲ့သူတွေအတွက်တေဘယ်သဝိုင်းကိုအယုတ်တခါကပ်ခွင့်ပေးတဲ့ promotion လေးတွေရှိတာမို့လို့အယုတ်ောက်ရတာဝမ်းသာပါတဲ့သူတိုင်းအတွက်အဆင်ပြေပါတယ်ဒီမကချောတော့အဲ့လိုမျိုးတေဝိုင်းမှာတခါ free အယုတ်ောက်ခွင့်ပေးရပါတော့ချောကအယုတ်တော့မကောက်တော့ဒါပေမဲ့ကောက်ကြည့်လာအောင်ပဲကြံပေါ့မင်းသွားပြီ သွားပါပြီချောအားနောက်ပတ်မှာတော့ဘယ်လိုဆိုင်နေမှာသွားစားပြအောင်လဲဆိုတာကိုစောင့်ကြည့်ကြဖို့မင်းနဲ့နော်ချောနဲ့သူနောက်ဗီဒီယိုမှာပြန်လည်ကြမယ်တတ်တာ